အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Manchester United အသင်းရဲ့ Wayne Goolma Andre Onana တယောက်ရာတီကိုမှာ Transponsor အသင်းကနေပြန်လာဖို့ရှိတယ်လို့ဆိုပြီးတော့ဒါ Fabrizio ကပေါ်ပြထားတယ်ဆိုတော့ Onana နဲ့ပတ်သက်လို့ United ပြည်သက်တော်တော်များများသိပြီးသားအခုလက်ရှိမှာ Sir Alex Ferguson ကိုယ်တိုင်လည်း Sunny Lamman ကိုချီးကျူးထားတယ်ဒီ Champions League ကတကယ် potential ရအကောင်းဆုံးကိုယ်တော်တော်တယောက်ဖြစ်နိုင်တဲ့အတွက်ကြောင့် သူနဲ့ပတ်သက်လို့ခြေနဲ့နေပေမဲ့အန်ဒရီအိုနာနာယူနိုက်တက်ကိုပြန်လာတဲ့ဒါသူတို့အနေနဲ့ဒါရောင်းချသွားမှာဖြစ်ပြီးတော့သူကကလပ်ရဲ့ plan ထဲမှာမပါတော့ဘူးလို့ဆိုထားတယ်ဆိုတော့အဲ့ဒီနေရာမှာ Man United ကအန်ဒရီအိုနာနာထွက်သွားမယ်ဆိုရင်တောင်မှကိုသမားတူမီတန်ကလည်းအသက်ကြီးပြီအဲ့ဒီချိန်ထဲမှာပဲဘန်ယာတာကလည်းစိတ်မချတဲ့အတွက်ကြောင့်နောက်ထပ်လူငယ်ကိုယ်သမားတယောက်ကိုသူတို့သဘောကျတယ်အဲ့ဒါကဘယ်လ်ဂျီယံကဒါဘယ်လိုပြောမလဲဆိုတော့ ဒါအခုလလောဆယ်နေထိုင်ရာစွီဒင်ကိုသမားဖြစ်တဲ့မယ်လ်မိုရဲ့စွီဒင်ကိုသမားဖြစ်တဲ့မယ်လ်ကာအယ်ဘတ်ဆိုတဲ့တယောက်ပဲအဲ့မယ်လ်ကာအယ်ဘတ်ဆိုတဲ့ကစားမကိုမန်ချက်စတာယူနိုက်တက်အသင်းကအစိတ်ဝင်စားတယ်အဲ့ကစားမကိုလိုချင်တယ်သူကဆန်နီလမ်မတ်စတဲဆယ်လငယ်တယ်အရက်6ပေ3ချီပြီးတော့ဒါပနာတီယာကိုရဲ့ယူရိုပါလိဒါဒီပွဲမှာပနာတီယာကိုနဲ့ပွဲက ယူရိုပါလီပွဲမှာမယ်မိုတို့ကပယ်နတီဆေးသွားခဲ့ပြီးတော့ဒါအခုလောလောဆယ်နေထားရတော်တော်လေးသဘောကျစရာခြေစွမ်းမျိုးရှိတဲ့သူဆိုပြီးတော့ချီချူးခံထားရတဲ့သူဖြစ်တဲ့ဒီချက်တိတ်ကအခုလက်ရှိအနေထားရဆိုရင်တော့ဒါဟိုလက်ရှိကားရက်မားကတ်ပေါက်ကြီးကတော့ယူရို3သိန်းပဲရှိတယ်ဒါအသက်က22နှစ်ရှိတဲ့ဆွီဒင်ဂိုးသမားဖြစ်တဲ့ဒါအခုလက်ရှိမှာဒါလက်ရှိနေထားရမန်ချက်စတာယူနိုက်တက်ကသူ့ကိုသဘောကျပြီးတော့ဒါဘန်ညာတာတို့အန်ဒရီအိုနာနာတို့နေရာမှာအစားထိုးခြင်းတယ် သူ့အတွက်ပေးရမယ့်တန်ကြီးအလောက်မရှိဘူးဆိုပြောချင်တာကဗျာ United ကမနေ့ကအူနာနာနဲ့ဒီဘန်ညာတာနေရာမှာကိုသမားလူငယ်နှစ်ယောက်ကိုစားထိုးမဲ့သဘောဘန်ညာဒီ Sunny Lemons က first try ဖြစ်မယ်ဒီကိုသမားလေးဖြစ်တဲ့အခုလက်ရှိမှာ Melka Albert ဆိုတဲ့ကိုသမားက second choice နဲ့သူ့ကို United က10သန်း15တလောက်နဲ့ရနိုင်ဖို့မျှော်လင့်ထားတယ်သူ့ရဲ့ current market ပေါက်ကြီးက9သန်းပဲဟို3သိန်းပဲရှိတယ် ဒါတော့မှတော့ဒီရပိုင်းမှာမှအခုတလောမှာတက်သွားတဲ့အမောက်အဲ့ဒါက Manchester United တောင်းလျှောက်သဘောကျပြီးတော့လေးလာနေတဲ့သူဖြစ်တယ်ဒီနေရာမှာ Manchester United အသင်းကအခုနောက်ထပ် Joshua Zirkzee ကိုသူတို့မထုတ်ဘူးဘာလို့မထုတ်လဲဆိုတော့စောင်းရတီမှာတိုက်စစ်မှုတယောက်ရဖို့ခက်တယ်သူတို့ Benjamin Shesko ရဲ့ injury က serious မဖြစ်ဘူးဆိုတော့တိတ်မကြခင်ပြန်ပါလိမ့်မယ်ဒါပေမဲ့သူတို့တိုက်စစ်မှုတယောက်ဝယ်ဖို့ခက်တယ် ဆော့ဒီမှာတိုက်စစ်မှုဝယ်မှုခတ်တဲ့ချောင်းဂျော့ရှွိုင်ဆန်စီကိုသူတို့ဆက်ထိမ့်မယ်ဒါတဆန်ရပို့မှာရောဒီလီမေးရရပို့ရဇက်စီဆောင်းရတီမှာထွက်သွားမယ်ဆိုတဲ့ chance ကလုံးဝမရှိကြောင်းနဲ့ United ကသူ့ကိုလုံးဝဆက်ထိမ့်ထားဖို့ရှိတယ်ဆိုအခုလောလောဆယ် United ဘုတ်ဖွဲ့တစ်ခုလုံးရဲ့ attractive ဘယ်လိုပြောမလဲ focus ကြီးအားလုံးကကိုယ့်လက်စားမတယောက်ပဲဒီနေရာမှာ surprise ကြီးနဲ့ Crystal Palace ရဲ့ ကိုလံဘီယာတောင်ပံကစားမကိုလံဘီယာမီဒီယာတခုပြည်တဲ့ AS ကိုလံဘီယာရဲ့ပေါ်ပြချက်ရာသူကဒန်ဂျင်မူးနောက်ကမန်ချက်စတာယူနိုက်တက်မှာကစားချင်ကြောင်းနဲ့မန်ယူနိုက်တက်ကသူ့ရဲ့အိမ်မက်ကလပ်ဖြစ်တဲ့ Dream Club ဖြစ်တဲ့ဒီအသင်းကိုသူပြောင်းရွှေ့ကစားဖို့ဆန္ဒရှိတယ်ဒါပေမဲ့အခုလောလောဆယ်အထိတော့ Palace မှာပဲသူအာယုဆူဆိုင်မှုအပြည့်ရှိတယ်မဲ့တစ်ချိန်ချိန်မှာတော့ United လို့အသင်းမျိုးမှာသူကစားချင်တယ်ကစားဖို့ဆန္ဒရှိတယ်လို့ပြောတယ်ဒါပေမဲ့ Manchester United ကဒါ ဒန်ယယ်မူးနောက်ကိုခေါ်မယ်ဆိုရင်တော့အမှန်တမ်းပြောရင်ဝင်းဘက်ပိုစီရှင်မှာတော်တော်လေးကောင်းတယ်ဗျခွေဆယ်ပဲလေးစတော်တော်လေးခြေစွမ်းပြတယ်ကစားမဖြစ်တယ်ဒါပေမဲ့ဒီကစားမကိုကျွန်တော်မြင်တော့မိုင်းယူလိုက်တဲ့ကဓာတ်လောက်ကိုထုတ်လိုက်ဒန်ယယ်မူးနောက်နဲ့အစားထိုးတယ်ဆိုတော့မဆိုးဘူးဗျဒါလည်းကျွန်တော်စဉ်းစားတာပေါ့လေဖြစ်နိုင်ကြီးလေးနဲပါတယ်ဒါပေမဲ့ဒီဒန်ယယ်မူးနောက်ကတော့မိုင်းယူလိုက်တဲ့ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားလေးရှိပြီးတော့သူ့ဘက်ကဒါအိုက်ပြောင်းရွှေ့ကိုသဘောကျတယ်လူလာတယ်ယူနိုက်တက်ကသူ့ကိုခေါ်ချင်ရင် ူဘက်ကစိတ်ဝင်စားတယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းဖြစ်လာဖို့ဆိုတာက United ကဒါလော်ဒိုနောက်ဒီတစ်ဖက်က Marcelo Rovito လို့ကစားမကြီးလည်းကြံသေးတယ်ဒါပေမဲ့ Manchester United အနေနဲ့ဒီကစားမကြီးအခြေအနေတော့တောက်လျှောက်သဘောကျတယ်ဒီကြားထဲမှာ Kieran Adeyemi ဆိုတဲ့ဒါဘယ်လိုပြောမလဲ Borussia Dortmund ရဲ့တောင်ပံကစားမလေးသဘောကျတယ်သူတို့ကတော့ဗျာအခုလောလောဆယ်မှာ တိုက်စစ်အားဖြည့်ဖို့ပဲ ADMI ဆို30ရိုးနဲ့ထားလို့ရတယ် Winger 6စားတယ်ဆိုတော့ ADMI က Arsenal နဲ့သဘောကျတယ်လို့သတင်းထွက်နေသူဖြစ်တယ် Chelsea နဲ့လည်းသတင်းထွက်တယ် Liverpool နဲ့လည်းသတင်းထွက်တယ်ဆိုတော့ Guardiola ကစွီဒင်ရဲ့ Malmo ကိုသမားလေးကို United ကစိတ်ဝင်စားပြီးတော့ခုနပြောတဲ့ Daniel Mu Daniel ဒါ Munyo က United ကိုပြောင်းချင်တဲ့ကြောင့်ပေါ်ပြလာပြီး ADMI ကိုသဘောကျတယ် Joshua Sessi ကိုတို့ဘက်ကထွက်ခွင့်ပေးမှာမဟုတ်ဘူးလို့ပေါ်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်